ဆင်းရဲတဲ့မိသားစုမှမူခွာလာခဲ့ပေမယ့်ကဘာကျော်ကားကုန်ရင်းကြီးကိုတီထောင်နိုင်ခဲ့သူငယ်စဉ်ခါကလေးကစစ်ပစ္စည်းနဲ့စိမှုပညာပေါ်မှာယူတော့ခဲ့သူသူပညာရေးကိုတည်တည်ချာချာသင်ကြားခွင့်မရခဲ့ပေမယ့်စိမှုပညာမှာကားတွေကိုထုတ်လုပ်နိုင်တဲ့အထိကျွမ်းကျင်လာတဲ့သူအသက်15နှစ်နဲ့ကားပြင်ဆင်ရုံတစ်ခုမှာအလုပ်လုပ်ရင်းရလာတဲ့တွေ့ကြုံတဲ့ဝါသာကိုပေါင်းကအိမ်မက်တွေကိုကောင်းအထည်ပေါ်ဆောင်နိုင်ခဲ့သူ။ ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဖူမင်းဝေပါဒီကုဗီဒီယိုလေးကတော့ကမ္ဘာကျော် Honor Company ရဲ့ဝင်ရဲပဲကံရှင်ဖြစ်တဲ့ Socio Honor ရဲ့အကြောင်းလေးကိုလလမ်းနေကြတော့ပြောပြပေးမှာဖြစ်ပါတယ် ိုရှိရိုဟွန်နာကို1906ခုနှစ်နိုဝင်ဘာလ19ရက်ဂျပန်နိုင်ငံချီဆူကခရိုင်မှာဆင်းရဲမိသားစုမှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကတည်းကစစ်ပစ္စည်းနဲ့စိမှုပညာမှာလွန်စွာပါနာကြီးမားပေမဲ့ပညာရေးမှာတော့တည်တည်ချာချာသင်ကြားခွင့်မရခဲ့ပါဘူး။အသက်15နှစ်အရွယ်မှာတိုချိုမှာရှိတဲ့ကားပြင်ရုံတစ်ခုမှာအလုပ်သင်ပြေတော်ဝင်ရောက်လုပ်ကင်ခဲ့ပါတယ်။သူဟာစိမှုပညာဘာသာရပ်ကိုမသင်ကြားခဲ့ရပေမဲ့သူ့ရဲ့တွေ့ကြုံတွေနဲ့အင်ဂျင်နီယာပညာကိုလေ့လာခဲ့ပါတယ်။ဟွန်နာကုမ္ပဏီမတိုင်ခင်1938ခုနှစ်မှာတိုကီဆက်ကီပစ္စည်းစတေးကုမ္ပဏီတစ်ခု ုကိုတည်ထောင်ပြီးတိုယိုတာအတွက်ပစ္စည်းများထုတ်လုပ်ပေးခဲ့ပေမဲ့ညှိပယ်ခံခဲ့ရပါတယ်ဒုတိယကမ္ဘာစစ်ပြီးနောက်1948ခုနှစ်မှာစီးပွားရေးရရှိတဲ့ဦးနဲ့တူပူးပေါင်းပြီး Honda Motor Company ကိုတည်ထောင်ခဲ့ပါတယ် 1949ခုနှစ်မှာတော့ပြမအုပ်ဆုံးထုတ်ကုန်ဖြစ်တဲ့ 68cc ပါရှိရဲ့ Dream D Type ဆိုင်ကယ်ကိုထုတ်လုပ်ခဲ့ပါတယ်။ထိုဆိုင်ကယ်ဟာဂျပန်မှာအလွန်ရေပန်းစားလာပြီး Honda ကိုကမ္ဘာဆိုင်ကယ်ဈေးကွက်မှာထိပ်တန်းအောင်ရောက်စေခဲ့ပါတယ်။ဒီလိုနဲ့ Honda ဟာကမ္ဘာအကြီးဆုံးဆိုင်ကယ်ထုတ်လုပ်မှုတွေကတခုဖြစ်လာခဲ့ပါတယ်။1963ခုနှစ်မှာတော့ Honda က D360 ပထမအုပ်ဆုံးထုတ်ကုန်ကားနဲ့ S900 Sport ကားကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။1982ခုနှစ်မှာ Honda Civic 1986ခုနှစ်မှာ Accord နဲ့ American နဲ့ကမ္ဘာကဈေးကွက်မှာ ှာနေရာရယူခဲ့ပါတယ်။နောက်ပိုင်းမှာတော့အဆင့်မြင့်မော်တော်ကားများကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ 1992ခုနှစ်ဩဂတ်လ5ရက်နေ့အသက်84နှစ်ရမှာဆိုရှီယိုဟနာဒီဘာကင်ဆာဖြင့်ကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်သွားခဲ့ပေမဲ့သူ့ရဲ့ရဲရဲနဲ့စွန့်စားမှုများနဲ့စမ်းသစ်တည်ထောင်မှုများကြောင့်ဟနာကုမ္ပဏီဒီနေ့မှာတော့ကမ္ဘာထိပ်တန်းမော်တော်ယာဉ်နဲ့နည်းပညာကုမ္ပဏီတစ်ခုအဖြစ်ရည်ရည်လေးရှိနေပါတယ်။ခခဲများစွာတွေ့ကြုံခဲ့ရပေမဲ့ကမ္ဘာထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်ရောက်ရှိလာခဲ့တဲ့ဆိုရှီယိုဟနာဟာစေကူးရင်တက်တက်မဟုတ်ဖဲလက်တွေ့လှုပ်ဆောင်နေသူတဦးဖြစ်တမိုင်းမှန်တမ်းတင်နိုင်ခဲ့သူဖြစ်ပါတော့လေ။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီခုဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုလေးဖြစ်တဲ့အတွက်ဘာသာစကားလိုအပ်ရှင်များစွာနဲ့ကြည့်ရှုရတာအဆင်မပြေမှုများဖြစ်သွားရင်တောင်းရပါမယ်ခင်ဗျာ။လိုအပ်ရှင်များစွာကိုလည်းဝိုင်းဝန်းအကြံပြုပေးစေချင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုအသစ်တွေကိုတင်ရှာဖန်တီးပြီးပြန်လာခဲ့ပါမယ်။